ာသနာတော်နှစ်2569ကောဇာတက္ကရေ1385ခုနှစ်တောင်မုံလာပြီကျော်ရှိရဲ့မန္တလေးမြို့ဥဝင်းမြင့်ဒေါခင်အေးဝင်းညီမဖြစ်သူဒေါခင်တန်းသေးရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနပြုသည်ဖြင့်ဟောကြားအပ်သောရှင်မကတ္တပ္ပဤဘဝနှင့်ဓမ္မ အပိုင်းနှစ်တရားတော်ဓမ္မရဏကုသိုလ်ရှင်များမြတ်ဗုဒ္ဓရဲ့အကျော်မော်မထေမော်ကြီးတွေမထေကျော်ကြီးတွေရဲ့အကြောင်းကိုကြီးညိုခြင်းလို့ဟောပေးပါဆိုလို့ဥဒ္ဒနတတွေရှင်မာကတ္တပရဲ့အကြောင်းကနေစပြီးတော့ဟောတာဒီတစ်ပတ်တော့အပိုင်းနှစ်ပြီးခဲ့တဲ့အပိုင်းတက်မှာဘဒုမௌဒရမြတ်စွာဘုရားလက်ထက်က ဒုတဝါဒဒုတင်အရာမှာဧရရရတဲ့အရှင်နိဒဗမထေကိုအကြကြီးညိုပြီးတော့ရှင်မာကတ္တပမထေရဲ့အလောင်းလျာကောင်းမှုတွေပြုလာလိုက်တာအဲ့ဒီအတိတ်ဘဝကြောင်းနေတဲ့မှာဥဒ္ဓနုတ္တရအချိန်ကိုကြီးပြီးတော့အများကြီးခြံလက်ခဲ့တာတွေရှိပါတယ်အဲ့တော့အနှစ်ချုပ်လေးနဲ့ဥဒ္ဓနုတ္တရပြောလာလိုက်တာပြီးကြတဲ့ဘက်ကရှင်မာကတ္တပ လွန်များပြားတဲ့စည်းစိမ်ဥစ္စာတွေကိုစွန့်လွတ်အလွန်ချောမောတဲ့ဇနီးလေးကိုစွန့်လွတ်မြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးရည်မှန်းပြီးတော့မှသာသနာပေါင်းဝင်ပြီးတော့သူတော်ကောင်းအယောင်လို့ထင်တဲ့ကောင်းရည်ပြီးသာသနာပေါင်းမြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးကိုရည်မှန်းပြီးတော့သူထွက်လာခဲ့ထွက်လာခဲ့တဲ့လမ်းမှာဇနီးမောင်နှံ၂ယောက် ရှင်မကတ္တဗအတွေ့ကဩဒီဇနီးမောင်နှံနှစ်ယောက်သူတော်ကောင်းဝိဇုံတွေဝိပြီးတယောက်နဲ့တယောက်မခွဲနိုင်မခွာရဲ့ဖြစ်နေကြတာလို့အများကကဲ့ရဲ့ကြရဲ့အဲ့ဒီလူတွေအကုသိုလ်များတော့မယ်အဲ့ဒါကြောင့်မို့လမ်းနဲ့တွေ့တဲ့အခါဗတ္တကာပိလာနေဟောရီမှာကွယ်ညီးကြိုက်တဲ့လမ်းကိုရွေးဆိုပြီးလမ်းခွဲဖို့ပြောဗတ္တကာပိလာနေကလည်းပဲဟာ ဟုတ်ပါတယ်ယဟန်တပအတွက်အမျိုးသမီးဆိုတော့အညစ်ကြေးပါပဲအဲဒါကြောင့်ရှင်တို့ကအရှင်ဘုရားတို့ကလေယောက်ျားဇက်မြင့်မြတ်သူတွေဆိုတော့လက်ရလန်းကိုလိုက်ပါ သူကလက်ဝဲလန်းကို လိုက်ပါမယ်လက်မခွဲခင်မှာအာရပါရအဲ့ဒါကြာကြာနန္နာရှစ်ခိုးပြီးတော့မှလန်းခွဲတယ် လမ်းခွဲတဲ့ကမြေကြီးကတန်အန်တော်နဲ့ဖြည့်ပြီးတော့မှအဲ့ဒီမှာကြီးညိုပြီးတော့မှတုံလှုပ်ပြီးတော့ပူဇော်ခဲ့တယ်။လမ်းခွဲပြီးကြွသားလိုက်တော့ပြိဋ္ဌာယ်အစဉ်စဉ်ထွက်ပြီးတော့ကျူနေတဲ့မြတ်စွာဘုရားကိုတွေ့တယ်။အဝေးကြီးကနေမြင်မြင်ချင်းရှ िख ိုးတယ်မဏိမဝေးရောက်တော့တခါရှ िख ိုးတယ်။နိနိနာနာကပ်ပြီးတော့ရောက်တော့ရှ िख ိုးတယ် ရှင်ခိုးပြီးတော့တတ်ထာမိဗန္ဒီဘဂဝါသာဝကဒောဟမတ္တမိအရှင်ဖုရားအရှင်ဖုရားကတပည့်တော်ရဲ့ဆရာတပည့်တော်ကအရှင်ဖုရားရဲ့တပည့်ပါလို့ဒီလိုမျိုးမြတ်စွာဘုရားကိုဆရာတင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားကဆုံးမဩဝါဒတွေပေးတယ်ဖုရားပေးတဲ့ဩဝါဒကိုခံယူခြင်းဖြင့်အရှင်မကတ္တပယဟန္တာအံယဟန်ဖြစ်ကိုရခဲ့တယ်သူ့ရှိရှိကတန်ဃာတော်များမြတ်စွာဘုရားဖုရားဖြစ်ပြီးကစားပင်စဝကီ၅ဦး နောက်တခါအရှင်ရတ္တနဲ့တငယ်ချင်း94ရောက်အရှင်ရတ္တနဲ့ဆို90ပေါ့အဲ့မှာယန္တာပေါင်း60နောက်တခါဗတ္တဝကိညီနောင်3ချိတ်ဥဒဝေလရတ္တညီနောင်1000တထောင်စသဖြင့်ဒီယဟန်တော်များယန္တာသနာပေါင်းဝင်ကြတဲ့အခါမှာအေဟိဘိက္ခုနဲ့ယဟန်ဖြစ်ကြတယ် ဒီမှာဒုဒုကြကြရှင်မကတ္တပကြအိဘိကုနဲ့မဟုတ်ဘူးဖះပေးတဲ့ဩဝါဒကိုခံယူခြင်းဖြင့်သူဟာယဟန်ဖြစ်ကိုရခဲ့တယ်။ယဟန်ဖြစ်ရောက်လာတဲ့အခါမြတ်စွာဘုရားရှေ့ကကြွသူကနောက်ကလိုက်လမ်းတစ်ခုရောက်တဲ့အခါမြတ်စွာဘုရားကထိုင်ပြီးတော့ထိုင်ကျင်တဲ့အမူအရာပြတော့ရှင်မကတ္တပသူ့ရဲ့သင်္ကန်းလေးခင်းပေး။အဲ့ဒီမှာသင်္ကန်းချင်းပြိတ္တိဘာလို့ကြလဲမေးလိုက်တော့လဲကြတယ် တင်ကန်းချင်းလဲလဲတဲ့နေရာမှာလဲမြင်းကလေးလှုပ်ပြီးတော့အဲ့ဒီမှာပူဇော်တော်မူခဲ့ပြန်ပါတယ်။သာသနာ့ဘောင်ပြိတ္တရောက်ရှိလာတဲ့အရှင်မကတ္တပရာဇဂျိုးမှာနေထိုင်ကျင့်သုံးပြီးတော့နေတော့ရှင်မကတ္တပရဲ့နေထိုင်ဘုံတွေကျင့်သုံးဘုံတွေပြောဆိုဆက်ဆံဘုံတွေဟာဝိသုဒ္ဓအခြားသောယဟန်တော်တွေရဲ့စံနမူနာဖြစ်တယ် ဥမာစွန်းနဲ့ပတ်သက်လိုက်ရင်ရှင်မကတ္တပကရသမြနဲ့ရောင်ရဲတယ်။ရောင်ရဲခြင်းရဲ့ဂုံတွေကိုလည်းပဲရှင်မကတ္တပကဟောလိရှိတယ်။ရောင်ရဲရင်ချမ်းသာတယ်။တန်တုဋ္ဌိပရမန်ဒုက္ခဘုရားဟောတဲ့တရားကိုလက်တွေ့ကြကြကျင့်သုံးတာရှင်မကတ္တပ။ဝိသနပုံမြင်လေးတစ်ပုဒ်ကြားဘူးဖတ်ဘူးတယ်။ကောင်းလေးတရားအလွန်ချမ်းသာတဲ့တထေကြီးထံမြေတွေတောင်း တာဖာနေကလှုပ်ရှားစရာမရှိလို့အမြေလေးနှဲငယ်ပေးပါအာတတိကြီးကပြောတယ်ဟောဒီမှာကွာဟောဒီမြေတွေငါမြေတွေမျက်စိတလုံးမျက်စိတဆုံးပဲမင်းပြေးပြေးနေတယ်လို့မင်းယူကွာဒီလိုပြောကောင်းလေးကဟာပွားပြီဆိုပြေးလိုက်တာတအားပြေးပြေးတဲ့ကပြိသိုက်ဘေပေါင်း လေးငရာလောက်ရောက်ပြီဆိုကြပါစို့အဲ့ဒီမှာအဖေဖြစ်သူကတော်တော်ငါသားရအဲ့ဒီလောက်ဆိုသားဖားတယောက်လုံလောက်ပြီပြောတယ်မရက်ဘူးရှေ့ဆက်ပြေးရာတော့ယူရတာရာတော့ယူရတာဆိုပြေးပြေးပြေးနဲ့နောက်ဆုံးဘာဖြစ်တော့မေးလိုက်တော့အမောဆိုပြီးတော့သူသေချာတယ်နောက်ဆုံးတော့အဲ့ဒီကလေးဘလောက်ပဲရသွားတယ်လဲမေးလိုက်တော့ပြိတ္တ6ပေပဲရသွားတယ်ပြောကျင်တာကပြိတ္တရောင်ရဲမှုမရှိရင်ဆင်းရဲတယ်ဒုက္ခရောက်တယ်ဒါပြောကျင်တာ အဲကြောင့်ရှင်မကတ္တပကိုရောမြတ်ကြီးကစွန်းနဲ့ပတ်သက်လာရင်ရသမျှနဲ့ရောင်ရဲတယ်။ဥမာစွန်းလူတွေပေါ့။ဒကာဒကာမတွေချင်းမြောက်ချင်းတဲ့တော့ဒါကြောင့်စွန်းလူတွေဒကာဒကာမတွေချမ်းသာပုဂ္ဂိုလ်ပဲသူကအကြည့်တယ်။ဇလုံးတလုံးလူလာရင်နောက်ထပ်သူတို့သားစရာရှိသလားမရှိသေးရင်တဝက်ချမ်းထားပေးတယ်ပေါ့ဒါမျိုးသူကကျင်းသုံး။ရောင်ရဲလွယ်တယ် ရောင်ရဲတဲ့ရောင်ရဲခြင်းရဲ့တရားကိုသူဟောလေရှိတယ်တဲ့တော့နူနာယောဂဆွဲနေတဲ့ပုဂ္ဂိုလ်ကြီးအိမ်စွန့်ကန်ကြွနူနာယောဂဇေကြီးကရှင်မာကတ္တပကို ထွက်ပြီးတော့စွန့်လောင်းတယ်စွန့်လောင်းတဲ့အခါမှာယောဂဇေကြီးကစွန့်မဟုတ်ဘူးသူကမလုပ်တယ်လေမြေတော့ဆင်းရဲတော့ယာကုပဲကြိုတောက်ရ ရှင်မဂတ်တဘာကြီးဆိုတော့သူကလောင်းကျင်တဲ့ဇရာတရားတွေဖြစ်ပြီးတော့အဲ့မှာထွက်လောင်းနုနာယောဂါကအင်မတန်ပြင်းထန်တော့ပြည်တွေကတရွှဲရွှဲရင်ကောင်းတွေကတယုံယုံတာမျိုးကြီးတဲ့အဲ့ဒီမှာရှင်မဂတ်တဘာမဂရိမြတ်ကြီးကိုဆွန့်လောင်းတဲ့အခါသူကဘယ်ဘက်လက်ကဇလုံးကိုပွေပြီးညာဘက်လက်ကဇွန်းကွက်နဲ့ခတ်ခတ်ထဲလောင်းလောင်းလိုက်တဲ့အခါမှာရင်ကောင်းကလက်ပေါ်လာနာတော့ရားလို့ဆိုပြီးတော့ပြိတဲ့အဲ့ဒီမှာဇွန်းကွက်ကို ဇလုံးနဲ့ပြန်ထည့်ပြီးရင်ကောင်းပြန်အောင်လက်ကိုခါလိုက်တော့အနုယောဂါပိုးကကြိုက်ထားလို့ပြိတဲ့တေးသေးလေးကြံတော့တဲ့လက်ကပြတ်ပြီးဇလုံးနဲ့ကြာအဲ့ဒါရှင်မကတ္တပကမြင်တယ်တဲ့တစုံတစ်ခုသော စကားကိုမျှမပြောဆက်လောင်းနေအလှခံတယ်နုနာယောဂါသေးကြီးကကြည်ပြီးတော့အော်ငါရဲ့လက်ကြီးရှင်မကတ္တပသပိတ်ထဲကြာသွားပြီ နိုင်ပြီးတော့ယူမယ်ဆိုရင်လည်းပို့ပြီးတော့ယွန်စရာတပွဲဖြစ်မှာမို့ငါလှူလိုက်တဲ့စွန်းတော့သူစားမှာမဟုတ်ဘူးလို့ဒီလိုတွေးမှာပေါ့ဒါပေမဲ့ရှင်မကတ္တပကတဏှာလေးသွားပြီးတော့ပြေးတယ်ထိုင်ပြီးတော့မှအဲ့ဒီအနုလက်ကလေးကိုဘေးဖယ်ပြီးတော့အဲ့ဒီယာကုကိုဖုံးပေးတယ်ရှင်မကတ္တပကြီးရဲ့အံ့ဩဝေရာတွေ အဲကြောင့်စွန်းနဲ့ပတ်သက်လာရင် သူက ရသမျှရောင်ရဲတယ်ရောင်ရဲခြင်းရဲ့ဂုဏ်တွေကိုလည်းသူက ပြောဆိုလေးရှိတယ်နောက်တကမသိတဲ့နဲ့ရှားဖွေခြင်းမျိုးကို ရှင်မကတ္တပမရှားဘူးမရလို့လည်းပဲမတောင်းတဘူးရလို့လည်းပဲမမောပြီးတော့တွေ့တာနေတာမျိုးသူမဖြစ်ဘူးတဲ့ရတဲ့ဟာကိုပညာနဲ့ဆင်ခြင်ပြီးတော့သုံးဆွဲလေးရှိတယ်အဲကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကချက်သားတို့ စွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါးနဲ့ပတ်သက်လိုက်ရင်ရှင်မကတ္တပကိုစံထားကြကွယ်ရှင်မကတ္တပကိုစံထားကြလို့မြတ်စွာဘုရားကဒီလိုမျိုးပြိသိဟောပါတယ်စွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါးလူတွေဆိုရင်တော့စောက်နေရေပေါ့စွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါးရဲ့အပေါ်မှာစင်ကျင်တတ်မယ်ဆိုရင်ကုသိုလ်တွေတိုးတယ် သွမ်းသင်္ကန်းကြောင်စည်ပြည်စည်းလေးပါပုံမှာမစင်ကျင်တတ်ဘူးဆိုရင်အကုသိုလ်တွေများတယ်လူတွေလည်းဒီတိုင်းပါပဲစာဝတ်နေရဲ့ပုံမှာပြည်တယ်ဒါကိုမှီပြီးတော့မှကုသိုလ်တွေဖြစ်ကြအကုသိုလ်တွေဖြစ်ကြဖြစ်ကြရတာကိုအခုလည်းပဲရှင်မကတ္တဗကုရောမြတ်ကြီးကပြည်တယ်သွမ်းသင်္ကန်းကြောင်စည်နဲ့ပတ်သက်တယ်ထားတဲ့စိတ်ထားမျိုးလေးထားကြဖို့မြတ်စွာဘုရားကရှင်မကတ္တဗကိုစံထားပြီးတော့ပြောပြတယ် ောက်တကမြတ်စွာဘုရားကရှင်မကတ္တဗတ်ကိုစံထားပုံလေးကိုစီသေးတယ်ခေါ်ထားတာတဲတော်မြတ်စွာဘုရားကတန်ခပိဋကလည်းမှာသူ့ရဲ့လက်ကိုလေတဲ့ဝေယံပြီးတော့ပြချက်တယံတို့တဲ့ငါလက်ကိုကြည့်ကြွယ်ငါရဲ့လက်မှာတစုံတစ်ခုကန့်ညိနေတာမင်းတို့တို့မြင်ကြလားဟာမြတ်စွာဘုရားလက်မှာတစုံတစ်ခုကန့်ညိနေတာဘာမှသူရတို့မမြင်ရပါဘူးဖေဟာဒီတိုင်းပဲ ရှင်မာကတ္တဝကြီးကမြို့ထဲရွာထဲဆွန့်ခံကြွတဲ့ကဒကာဒကမတွေနဲ့ဆက်ဆံတဲ့အခါဘယ်ဒကာဒကမကိုမှညှိကပ်တွဲတာတယ်ဆိုတာမရှိဘူးရေရွင့်ပြက်တွေရှိများတဲ့နေရာ၆ကဘာတွေနာသွားတဲ့ခါမျိုးမှာလူဟာ၆ကဘာတွေမကြအောင်တတိနဲ့သွားရသလိုပဲရှင်မာကတ္တဝကြီးကလည်းဒကာဒကမတွေနဲ့ဆက်ဆံတဲ့အခါအဲ့ဒီတတိလေးနဲ့သူဆက်ဆံတယ် နောက်တကသူ့ရဲ့စိတ်ထားကဒကရကမနဲ့ဆက်ဆံတဲ့အခါလက်လာဘလိုလားတဲ့ပုံကိုယ်တွေလက်လာဘရကြပါစေကုစုလိုလားတဲ့ပုံကိုယ်တွေကုစုရကြပါစေဒီစိတ်ထားနဲ့ရှင်မာကတ္တဗအမျိုးလေးရွာလေးကိုကြွားတာဒကရကမတွေချင်းကတ်တယ်ပေါ့သူ့ကိုဖူးမြော်ပြီးတော့မှတမန္တနိစ္စဒသနာမင်္ဂလာ ဖြစ်ကြပါစေပေါ့ကုစုလိုလားတဲ့ပုံကိုယ် အဲနောက်တကဆွန်းလောင်းပြီးတော့ကုသိုလ်လိုချင်တဲ့ပုံကိုယ်တွေလည်းကုသိုလ်ရကြပါစေဒီလို စိတ်ထားမျိုးထပ်ပြီးတော့မှရှင်မာကတ္တပမျိုးတဲ့ရွာတဲ့ဆွမ်းကံကြွားလေးရှိတယ်။အဲကြောင့်ချက်သားတို့ဒဂရကမတွေဆက်ဆံတဲ့အခါမှာလဲရှင်မာကတ္တပကို နီးယူကြလို့မြတ်စွာဘုရားဒီလိုခေါ်တယ်။သံသင်္ကန်းကြောင်းစေပြည့်စည်လေးပါးနဲ့ပတ်သက်လာရင်ရှင်မာကတ္တပကိုစံထားခိုင်းတယ်။နောက်တစ်ခါ တဂရကမတွေဆက်ဆံတဲ့ခါမှာလဲရှင်မကတ္တပမြတ်စွာဘုရားစံထားခိုင်းနောက်တကရှိသေးတယ်ပြိသိတရားဟောတဲ့နေရာမှာလဲမြတ်စွာဘုရားကရှင်မကတ္တပကိုစံထားခိုင်းရှင်မကတ္တပကြီးကတရားဟောတဲ့ခါမှာငါဟောတဲ့တရားနာရင်ကောင်းမယ်နာပြီးတော့သိရင်ကောင်းမယ်သိပြီးတော့အထက်တဖို့တိုင်အောင်ကြင်ကြံကြိုးကိုပွားများအားထုတ်ရင် လောက်ကောင်းမလဲတဲ့ဒီလိုစိတ်ထားမျိုးနဲ့ရှင်မကတ္တပဟောတာငါဟောတဲ့တရားကိုနာပြီးတော့သဘောကျရင်ကောင်းသဘောကျပြီးတော့ငါ့ကိုလူဘဝဝတ္ထုတွေအများကြီးလူရင် ကောင်းပါပဲဆိုတဲ့အတွေးမျိုးနဲ့ရှင်မကတ္တပဟာတရားမဟောဘူးဟောတဲ့အခါမှာမြတ်စွာဘုရားတရားတွေကိုကောင်းစွာဟောထားတယ်တန်တုတ်တုခါတာ တက္ကတော်မြတ်စွာဘုရားတရားကိုကောင်းကောင်းဟောထားတယ်နောက်တကတန်ဋိဋ္ဌိကောမြတ်စွာဘုရားတရားတွေကကိုယ်တိုင်လည်းသိမြင်နိုင်တယ်နောက်တကအဂါလိကောအခါမလင်လည်းပဲကျူးပေးနိုင်တယ်နောက်တကမြတ်စွာဘုရားတရားတွေကဧဝတိကောလာဘရှုပါကြည်လဲကြပါဆိုလို့ပြခြင်းကလည်းထိုက်တဲ့တရားတွေဖြစ်တယ် ောက်တကဩပနေဤကောမိမိရဲ့စိတ်မိမိရဲ့ကိုယ်ထဲမှာစောင့်ထားတတ်တဲ့တရားလည်းဖြစ်တယ်ပိစဒံဝိရိတဘောပညာရှိသူတော်ကောင်းတွေအသီးသီးသိမြင်နိုင်တဲ့တရားလည်းဖြစ်တယ်အဲ့ဒီတရားဂုဏ်တော်6ပါးနဲ့ပြည့်စုံတဲ့တရားကိုရှင်မာကတ္တဗကဟောတဲ့အခါငါဟောတဲ့တရားနာကြရင်ဘလောက်ကောင်းမလဲနာပြီးတော့သိရင်ဘူကောင်းသိပြီးတော့အရဟတဘုတ်တိုင်မောက် အရတ္တဘုတိုင်ရောက်အောင်ကြင့်ကြံကြိုးကိုပွားများအထုတ်နိုင်ရင်ဘလောက်ကောင်းမလဲလို့လူတွေကိုအစဉ်စောင့်ရှောက်လိုတဲ့စိတ်တတ္တဝါတွေကိုတဏှာပြီးတော့စောင့်ရှောက်လိုတဲ့စိတ်ကိုအကြောင်းပြုပြီးတော့မှရှင်မောကတ္တပဟာတရားဟောလို့ရှိပါတယ်အဲကြောင့်ခြေသားယဟန်တို့တရားဟောတဲ့အခါမှာလည်းပဲရှင်မောကတ္တပကိုပဲစံထားပြီး တရားဟောကြပါကွယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြိတဲ့ရှင်မကတ္တပကိုတရားဟောတဲ့နေရာမှာလဲစံပြနေနဲ့ထားပါတယ်အဲဒါကြောင့်တရားချိန်ခင်သူတို့စဉ်များတို့ရှင်မကတ္တပရဲ့ဘဝနဲ့ဓမ္မအပိုင်းနှစ်မှာသူ့ရဲ့ပြစ္ဆုတ်ဘံဘဝယဟန်ဖြစ်တဲ့အချိန်မှာစွမ်းသင်္ကန်းကြောင်းစီပစ္စည်း၄ပါးနဲ့ပတ်သက်လာရင်လည်းပဲမြတ်စွာဘုရားကသူ့ကိုစံပြနေနဲ့ထားပါတယ် ဒဂရဝမဒီနဲ့ပြိတ္တိဆက်ဆံတဲ့အခါချင်းကတ်တဲ့ခါမှာလည်းပဲရှင်မာကတ္တဗပုံသင်တိုင်းကြင်ကြံကြိုးကုတ်ဖို့မြတ်စွာဘုရားဟောပါတယ်ဒဂရကမတွေကိုတရားဟောပြတဲ့နေရာမှာကိုလည်းပဲရှင်မာကတ္တဗကိုစံထားဖို့မြတ်စွာဘုရားကဟောပါတယ်အဲကြောင့်ရှင်မာကတ္တဗရဲ့ဘဝနဲ့ဓမ္မအလုံးမြင့်မြတ်တဲ့ရှင်မာကတ္တဗရဲ့ဘဝအရှင်မာကတ္တဗရဲ့ဓမ္မကိုနာကြားရတဲ့အတွက်တာကြောင့်တရားချစ်ခင်သူတော်စင်တို့လည်းပဲမြင့်မြတ်တဲ့ဘဝတွေ အထက်တန်းကြတဲ့ဘဝတွေပိုင်ဆိုင်ပြီးတော့မှမိမိတို့ရည်မှန်းတဲ့နိဗ္ဗာန်တည်းဥသောထက်စကန်းတက်လန်းနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းဒေသနာဏိဂုံကံပါဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ်တော်ဝါနာကြားနာရပြီးတော့မှတုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်သင်တော်ကောင်းပေါင်းတို့မှာ ုံမဲ့ကံလမ်းမနီမခยีမကိုဝိဝုဇေတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနီမခยีမံကိုဥဆုံးဖြောင်းပြောင်းမတ်မတ်ယံတူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း